ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကိုပိုက် Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel ကနေကမ်ဘီယာစံကျင်ဇာတ်လမ်းတွေနဲ့ပြည်လောကစံကျင်ဇာတ်လမ်းတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဆရာတာတရေသားထိုင်ကာလန်ဘောကတစီဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးချင်ပါတယ်ရှင်။ဒီနေ့ပုံပါရုံကြောင့်ကထိန်ကတော့အတော့ကိုစီတာဟာဗျ။ဆရာတော်ဆိုတာဝမ်းသာလို့တပြုံပြုံဖြစ်နေရောဒီလိုယူ ခဏကုန်းကနေရှမ်းကုန်းတို့မန္တလေးတို့ကိုပြောင်းသွားပြီးကျုပ်တို့ရွာသားဟောင်းတွေအချင်းချင်းအဆက်အသွယ်လုပ်ပြီးရွာကိုစုပြီးတော့ပြန်လာကြတာလုံခဲ့တဲ့နှစ်နှစ်ကလေးကရွာကိုကတ်ထိန်ခဲမို့ငွေစုကြရင်ဆိုပြီးလှူလိုက်ကြတာဗျာကျုပ်တို့တရားလုံးမိခိုးတိတ်ရောပြီးပရိသဘင်တွေလည်းတည်ထားလိုက်တာနင်းရောလားဗျာအပြင်20လောက်ကိုရှိတာဗျာရွာကြောင့်ဦးဖျားဝင်တင်းနေကြကိုမြင့်တို့ဒိုးဝိုင်းတို့နဲ့ဦးရွှေရောဒေါ်မိုးအကနဲ့ရွာထဲကလမ်းစီအောင်ကတ်ထိန်လှဲ့တာဗျာ ထနောင်းကုန်းသားတွေပြော့ချက်ကတော့ပြောမနေနဲ့တော့ကျုပ်တို့ကာလာသားတွေကတော့လှုပ်ကိုပင်မဲနာပေါ့ဗျာဒါပေမဲ့ကျုပ်တို့လည်းပြောနေနေဆိုတော့ပင်မဲနယ်လို့ကိုမထင်ဘူးပြောကျုပ်တို့ကာလာသားတွေတယောက်မှအိမ်မပြဲရအောင်အားလုံးစရတော့ကြောက်မှာပဲအိတ်ရတာအိတ်တဲတာပြောတာဗျာမေးရုံကလေးပါပဲမနေ့ကျွေးဖို့ရညကလေးချက်ပြုတ်နေကြတာမဟုတ်လားတစားမုံဆိုတော့ကျုပ်တို့အညာအတော်ကိုအေးနေပြီဗျရန်ကုန်ရောက်လာရင်ကိုစိတ်မောင်းလို့ကိုမြမောင်းလို့ဆိုရင် ကျောင်းဝင်းထဲမှာမီးလုံနေကြတာဗျကိုစိန်မောင်နဲ့ကိုမြမောင်ကရန်ကုန်မှာနေကြတာတက္ကစီကားတွေထောင်ထားရေဆိုပဲသူတို့ညီကိုတွေလေကိုရိုင်းတက်ရောက်တစည်းမောင်းနေပြီးတော့သုံးစည်းလောက်ကသူတို့ထောင်ပြီးသူများကိုငှားထားတာအခုလာတော့လိုက်လာရဲ့တက္ကစီဓမာတွေ6ယောက်9ယောက်လောက်ရှိတယ်ဗျဟဲ့အောင်တာတီလာပါဦးကွာကိုမြမောင်ရောကိုစိန်မောင်ကျုပ်ကိုလှည့်ခင်တာဗျကိုစိန်မောင်ကြီးခေါ်လို့ကျုပ်ကသူတို့မီးလုံနေတဲ့နေရာကိုတွားလိုက်တယ် ထိုင်မအောင်กว่าတတရမနဲ့တွေ့လှုပ်တွေများနေလို့လားကိုမြမောင်ကကြုတ်ကိုမြည်တယ်သူတို့ညီအကူကအသက်30ကျော်လောက်ရှိပြီဗျအညာသားတွေလားဆိုရင်ဒီလူတွေကအသားလက်လက်ဗျညီကိုနှစ်ယောက်စလုံးလူပုံကျော်ကြီးစိတ်ထားလည်းလွှတ်ခေါင်းညတာကျုပ်ကကိုစိန်မောင်ကြီးအနာမှာဝင်ထိုင်နေကိုစိန်မောင်ကရန်ကုန်ကပါလာတဲ့သူ့ရဲ့မိစေတက္ကစီဆရာတွေပဲလှည့်ပြီးပြော့ရယ်ဗျကိုဝင်းတို့ကြီးစိုးတို့ခမည်းတော်မက်ဖဲပါအောင်ကြောက်ကြလား ဟာကြောက်တာဗောဗျကိုစိတ်မောင်းဘာဖြစ်လို့ရောဟောရီယာကြောက်တူတာတရမန်ဖဲဝိုင်နဲ့လွှတ်ခင်တာဗျဟေးဟုတ်လားတို့မောင်းတာဒီမန်ဖဲဝောင်မင်းမြင်မှုသလားကြောက်ကိုအံ့ဩတဲ့မျက်နှာနဲ့ကြည့်ပြီးကိုကြီးဆိုးဆိုးတဲ့လူကမေးတယ်ဗျဟာမြင်မှုပါလားဗျဟာဘယ်လိုပုံစံတော့ဟောမောင်းတာတရအစားကြောက်မြင်ရတဲ့မန်ဖဲဝါအရင်ရှည်ဗျဟေးဘလောက်တောင်ရှည်လို့တော့ စေပြီလောက်ရှိတယ်ဗျ။သပင်ဖားလျိုက်နေ။မျက်လုံးတွေကလည်းနီနီကြီးတွေ။မျက်နာကတော်တော်ကိုကြောက်စရာကောင်းနေဗျ။ဟေးဟုတ်လားကွ။တို့နေပါဦး။အဝက်စားဘလို့ဝက်တုံး။တော်တော်ကိုရှေးကြတဲ့အဝက်စားဗျ။ခလောင်အင်းကြီးလက်ပပဝိုင်းနဲ့ထမင်းအထက်စင်အနံပြားကြီးကြီးကိုဝက်ထားတာ။တို့နေပါဦးမောင်သားတည်း။စောစောဟာပြောရစ်။အထဲမှာအစအမြင်တုံးကဆိုတာပါတယ်။အခုနောက်မြင်တော့ရော။ ဒီနောက်ပိုင်းမှာတော့မက်ဖဲဟွာကြိုက်တဲ့အသွင်ကိုပြောင်းနိုင်တာတွေ့ရတယ်။ဟေးဟုတ်လားမောင်တာတည်း။ဒါဆိုမက်ဖဲဟွာကြီးကမျိုးရဲရွာထဲမှာရှောက်သွားလာနေရင်တောင်မှကျုပ်တို့ဘလို့သိမှာတော့။ဟာအဲ့လိုမဟုတ်ဘူးဗျ။မက်ဖဲဟွာမျိုးရဲရွာကြီးအเจ้าကိစ္စမရှိပဲမဝင်ဘူး။ဟေးဟုတ်လားမောင်တာတည်း။ဒီเจ้าကိုဘလို့သိတော့။ဟုတ်တယ်လို့ဗန်ဝေးကုန်းမှာမက်ဖဲဟွာနဲ့ကျုပ်တွေ့တယ်။သူကကျုပ်ရဲ့လောက်ပဲမိန်းကလေးပုံစံလေးလှုပ်ထားတာဗျ။ သူ့ရဲ့ခွေးနှစ်ကြီးကလေတေးသေးလေးပုံစံကိုပြောင်းထားတာကျုပ်ဖြစ်လုံးဝကိုမမှတ်မိဘူးဗျနောက်တော့ရွာတကားမှာရွာရဲဝင်မလို့ရင်သူ့ကိုလှည့်ခေါ်လိုက်တယ်ဒီတော့မှသူ့ဟာကျုပ်ကိုဟဲ့တာတီနေမဲသွားငါရွာရဲဝင်လို့မရဘူးလို့ပြောတာဗျဟေးဟုတ်လားကွာမောင်တာတီစကားဆိုတာစမြင်ပြီးဆက်ပြောတာမလားကျုပ်ကသူတို့ကျုပ်ရဲ့အတွေ့အကြုံနည်းနည်းပါးပါးပြောပြလိုက်တော့ဒီမှာရင်စကားဝိုင်းကြီးကတရေအကြောင်းကိုရောက်သွားတာပေါ့ဗျာ ဒီလိုတွေလေကားစရာကြီးဆိုတော့နေရောညပါကားစီနဲ့လမ်းပေါ်မှာ နေချရတဲ့သူတွေကိုသူတို့မှလည်းအတွေ့အကြုံနဲတာမှမဟုတ်တာသူတို့ပြောတဲ့အကြောင်းတွေလေတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတာဗျပထမဆုံးစပြောတာကိုဝင်းဆိုတဲ့ကားစရာဗျဟေးပြောရအောင်မေးဒီတော့ကရန်ကုန်မန္တလေးလမ်းဟောင်းတွေပဲရှိသေးတာကွာကြည်ဆိုရငါရန်ကုန်ကတထေးတယောက်ရဲ့ကောင်းမောင်းနေတာအဲ့ဒီနေ့က တထင်းကသူ့ရွာကိုကိစ္စတခုရှိလို့သွားတာဟေ့တထင်းနဲ့ငါနဲ့နှစ်ယောက်ပေါ့ကွာကာ SE အနီရောင်လေးကွာညနေနေရိုင်းသွင်းချိန်ကြတော့ဘကိုးနဲ့ဖျားကြီးကြောင်ရောက်ပြီကွာကားဆင်ဟာပြောရင်းနဲ့ရွှေနေချောင်းကိုတစိုက်တောက်လိုက်တယ်အေးအဲ့ဒီနေရာလဲရောက်ရောငါရုပ်ရှိမလန့်မကန်မကောင်းလေးတယောက်ကိုခွေးနေကြီးကောင်ကလိုက်ကိုက်နေတာဟေ့ဟာဘလို့လဲမြကိုဝင်ကောင်းလေးဟုတ်လားအေးဟုတ်တယ်ကိုမိုးရဲ့ကောင်းလေးဗျ အသက်က18နှစ်19နှစ်လောက်ပဲရှိအောင်မယ်ပစိုးခရောင်းကြိုက်ရင်းနဲ့ဗျာပြေးနေတာမှ အသက်ကိုလူဝေးပြေးနေရတဲ့အတိုင်းမြနောက်ကလိုက်တဲ့ခွေကကြည်လားဟာကိုမိုးရကျုပ်ပြောရင်ခမည်းယုံချင်မှယုံမှာနော်မနဲ့တကောင်လောက်ကိုရှိတာဗျခွေးနေချင်းဟာနေပါဦးဗျကိုရဲ့ခမည်းမြင်နေရတော့ခမည်းရဲ့တတိယမြင်ရလားမြင်နေမြင်နေသူကနောက်ခန်းမှာထိုင်လာသူလေးမြင်နေမြင်လို့တတိယပြောတာဗောဗျဟာ တတိယဘာပြောတော့ကိုဝင်ကိုဝင်ဟိုးရှင်ပါကောက်ရဲ့ပေးလိုက်ကျုပ်ကောင်လေးကိုကောက်ဖို့ခေါ်တင်လိုက်မင်းဒီကောင်လေးဒီနားမှာနေတာပဲဖြစ်မင်းသူ့အိမ်ကိုလိုက်ပို့ကြတာပေါ့ဗျာတတိယပြောတော့ငါကကောက်ကိုကြော်ပြီးတော့မောင်းလိုက်တာပေါ့ကွာရှေ့ကိုရောက်တော့မှကောက်ကိုရလိုက်တယ်တတိယလည်းနောက်ခန်းတကားကိုမြ мян ဖွင့်လိုက်ရောဟိဒီတော့မှာပဲတီလူမျိုးပါပြည့်နေတဲ့ကောင်လေးကငါတို့ကားနားကိုရောက်လာရောဟိငါတတိယကားထဲကခေါင်းကလေးပြုတ်ထွက်ပြီးတော့ဟဲ့ကလေးလာလာ ကားပေါ်မြင်းမြန်တက်လို့လှမ်းခေါ်လိုက်တာကွာဟာကောင်းလေးကကားရဲ့ပြေးဝင်လာရောလားဗျဝင်းမို့နေနေတသားတတိကိုရေပြပြီးတော့ဆက်ပြေးသွားတယ်ဒီတော့မှငါတတိကလည်းအောင်မလေးလို့អော်ပြီးတော့ကားတကားကိုဝုန်းဝင်းနဲ့စောင့်ပေးလိုက်တယ်ကွာဟမ်ဘာဖြစ်လို့ရောကိုဝင်းကျုပ်တတိကိုလှဲ့ပြီးရေပြတဲ့ကောင်းလေးကမျက်လုံးနီနီနေဗျမဆက်သေးမှလည်းအဆွဲတွေဖွေးနေတာဗျဟာလူခဏယောင်လောက်တပြိုင်နက်អော်လိုက်တဲ့အတန်မြတ် ီတော့မှကိုဝင်းဆိုတဲ့လူကဆက်ပြောတယ်။ကျုပ်လည်းဒူရီတုံနေရတာပေါ့။ခွေးနေကြီးကလည်းကျုပ်တို့ကားပြေးကကတ်ပြီးတော့ပြေးသွားတာ။နဲတယ်ကောင်းလားဗျ။တထေရောကျုပ်ရောစစ်သေးသေးပဲကြည်နေတော့မှပဲ။ကောင်းလေးကညောင်မင်းကြီးတပင်အောက်ကိုပြေးဝင်နေ။ခွေးနေကြီးကလည်းနောက်ကလိုက်တာပေါ့။ညောင်မင်းအောက်လည်းရောက်ရော။ကောင်းလေးရောခွေးနေကြီးပါဖြတ်ကနေပျောက်သွားရတာဗျ။ဒီတော့မှကျုပ်လည်းသတိဝင်ပြီ။ကောင်းကိုမောင်းထွက်ရတာပေါ့။တထေရောသူ့ရွာကိုရောက်တဲ့အထိ ပရိတ်တွေမနာရင်ရွတ်တော်တာပဲမြို့ကိုဝင်ကစကားလဲဆုံရောဒူယာစီးကရက်တက်လိုက်ကိုသူ့ရဲ့အိတ်ထဲကထုတ်ပြီးတော့မိကြီးဖွာလိုက်တီးအင်းကိုဝင်ပြောလို့ငါလည်းပြောအောင်မေးသူတို့ထဲမှာအသက်ကြီးဆုံးမြဒီလူရဲ့နာမည်ကဥတည်ဝင်နဲ့ဟာပြောအောင်မြဥတည်ဝင်ရဲ့ဒီလူကလုံခဲ့တဲ့၃နှစ်လောက်ကပေါ့ကွာအခုအမြန်ကားလဲမိုင်ကွာ၁၁၅မိုင်မရောက်ခင်လောက်မှာငါတယောက်တည်းကိစ္စရှိလို့နေပြီးတော့သွားတာ ခုမောင်းနဲ့ကားနဲ့လားဗျမဟုတ်ဘူးကွာဒီတော့ငါငါတို့ရေငါမတူးနဲ့သွားတော့ကျန်ကုန်ကထွက်ကြရာကိုနောက်ကျနေပြီကွာအဲ့ဒီနောက်ရောက်တော့ည9နာရီလောက်ရှိပြီငါကမေးအောင်အောင်မခွေးနဲ့ကလေးနှကောင်းကွာပြေးနေတာတွေ့တယ်ခွေးတရားကြီးကြီးလားဗျဟာမကြည့်ဘူးကွာပုံမှန်ခွေးရွယ်ပါပဲငါကမေးအောင်အောက်ကနေမြင်နေရတာကားလမ်းပေါ်မှာပြေးနေတာလားဗျမဟုတ်ဘူးကွာကားလမ်းဘေးမှာပြေးနေတာပထမတော့ အဲ့ဒီခွေးနှကောင် ပုံမှန်ပဲပြေးနေတာတဖြည်းဖြည်းနဲ့ခွေးတွေကမတရားပြေးတော့တာကြီးဘလောက်မြန်တယ်လဲဆိုရင်မိုင်း80လောက်မောင်းနေတဲ့ငါကားထက်ကိုပိုမြန်တာတိတ်ကြရဲကွာဟာဗျာခွေးဟာအဲ့ဒီလောက်ထိပြေးနိုင်လို့လားဗျာဟာဒါဆိုရင်တဖြည်းဖြည်းဝေးသွားမှာပေါ့ကားဆရာတွေကတယောက်တစ်ခွန်ဝိုင်းမိကြရင်ဟာဟုတ်တာပေါ့ကွာတဖြည်းဖြည်းဝေးပြီးတော့ပျောက်သွားတာဟိဟာဒါမြန်ဥတုံရလဲဘာထူးဆန်းလို့ရောမြန်ဟာဟိတ်ကောင်မောင်းမွေး ငါစကားမဆုံးနေဘူးလေကွာအဲ့ဒါနဲ့ငါလည်းကောက်ကိုစက်မောင်းလာတာပေါ့ခဏလောက်မောင်းလိုက်တယ်ဆိုရင်တော့တိရတာပဲဟိဟင်ဘာရောမြာဥတုံရဲ့စောစောကခွေးနဲ့နှကောင်လေကွာဒီနှကောင်ကငါရှေ့ကကြိုပြေးပြီးတော့လမ်းနဲ့ငါ့ကိုပိတ်ပြီးတော့စောင့်နေတဲ့ပုံပဲကွာဒီတခါတော့လမ်းပေးမှမဟုတ်ဘူးကွာလမ်းပေါ်မှာရက်နေတာငါ့ကိုကြောပေးထားတာလည်းမဟုတ်တော့ဘူးငါဘက်ကိုလှည့်ပြီးတော့ရက်နေတာငါကားမီးအောင်လည်းမြင်ရော ကားစီကိုတန်းပြေးလာတာဟဲ့ဟာတော်တော်ဝေးသေးလားဗျကားစီကတယောက်ကဝေးမေးပြန်နေဝေးသေးရဲ့ကွဒါပေမဲ့ဟဲ့အဲ့ဒီခွေသေးသေးလေးတွေကပြင်းပြင်းပြင်းနဲ့အကြီးကြီးတွေဖြက်လာတာကွဟာဒီတခါတော့အလုံးအံ့ဝပြီးအော်လိုက်ကြတာဗျအေးကွပြင်းပြင်းနဲ့ခွေနဲ့ကြီးတွေကနဘောက်ရွေးတွေဖြက်လာတာကားမီးရောင်မှာမျက်လုံးကြီးတွေဆိုတော့နေရဲပြီးတောက်နေတာဟေးဗစက်ကြီးတွေဟာထားတော့အဆွေကြီးတွေဆိုတော့ဖွေးနေတာ ငါလည်းကားမိုင်ကိုအကုန်တင်ပြီးပိတ်ထားလိုက်တယ်ဟိရှာနေနေကြီးတွေကတွဲလောင်းကြီးတွေကြာနေတာမြင်တော့တကူလုံးမှကြစ်သေးတွေထားလိုက်တာကွာပြောမနေနဲ့ဒီလိုနဲ့ခွေးနှကောင်ကတဖြည်းဖြည်းငါကားနဲ့နီးလာရောဟိငါလည်းဘာလို့အောင်မသိတာနဲ့လီပါကိုနင်းပြီးတော့ဝင်တိုက်ပြို့ဆုံးဖြတ်လိုက်တာဘာပြောကောင်းလဲကွာနလန်လောက်အလိုလဲရောက်ရောခွေးနေကြီးနှကောင်ကငါကားကိုလွှားကနေနေအောင်ခုံဥတော်တာပဲငါလည်းလှန့်သွားပြီးတော့ကားကိုဆွဲခွေးလိုက်မိတယ်ကွာဟာဘာပြောကောင်းလဲကွာ ငါကဝုန်းကနေနေအောင်မှောက်ပြီးတော့လိန်သွားရောရင်ငါလည်းသတိလဲပြီးတော့ဘာမှမသိတော့ပါဘူးကွာဟမ်ဥတည်ဝင်ဘာဖြစ်သွားတာတော့မြဖြစ်တာပေါ့ကွာနာရိုးနှစ်ချောင်းကျိုးသွားတယ်ဟေးခြေထောက်တစ်ဖက်ကျိုးတယ်စိတ်ယုံမှာနှစ်လကျော်ကျော်ကြာသွားတယ်အားလုံးကခေါင်းတငိမ့်ငိမ့်နဲ့ဥတည်ဝင်ကိုဝိုင်းပြီးတော့ကြည့်နေကြတာလားကဲကိုမိုးရောတရွဲတွေနာနာဘွားတွေမြင်ဘူးလားဗျမြင်မှုပါလေလားကွာဒါမျိုးဆိုတာတခါမဟုတ်တခါတော့မြင်မှုကြတာပဲကွာ ာဒါဆိုရင်ပြောပါအောင်မြဒီလိုကငါကြောင်မြောင်းမှနေတာလေတရရကြတော့ငါတို့လမ်းမှာအရင်မိုးနေတဲ့ကောင်တယောက်က၆ထပ်ခါနေပြုတ်ကြပြီးတော့တေရောဟိအဲ့ဒီတိုက်ရဲ့ရှိမှာဘရောက်ပင်ကြီးတပင်ရှိတယ်ကွအဲ့ဒီဘရောက်ပင်ကိုပိုင်ရှင်ရတေတေချာချာအုပ်ပေါင်းနေခွေပြီးတော့စိုက်ထားတာနှွေဆိုရင်အဲ့ဒီအုပ်ပေါင်းပေါ်မှာထိုင်ရတာဘရောက်ရဲ့ကလေးနဲ့ဆိုတော့တည်ပြီးအေးတာကွကိုမောကစီးကရက်ကိုဖားလိုက်တယ် အဲ့ဒီကောင်က၆လွာပြုတ်ကြတော့အဲ့ဒီဘရောက်ပင်ပေါ်ကျတာဘရောက်ပင်ကိုဖြတ်ဝင်သွားပြီးတော့မှအုပ်ပေါင်းနဲ့ခေါင်းနဲ့စောက်မိတာကွာဟမ်ပွဲချင်းပြီးပေါ့နော်ကိုမုံဟာပြီးတာပေါ့ကွာအဲ့ဒီနားမှာကင်းလှဲ့နေကင်းသမားတွေကပြောတယ်ခွက်ဆိုတဲ့အတိုင်းကြလို့သူတို့ပြေးလာတာတဲ့အဲ့ဒီအနာကိုရောက်တော့ခေါင်းထဲကထွက်နေတဲ့အုံနောက်ဆိုတာဘရောက်ပင်အောက်မှာ အပုံလိုက်ကြီးထွက်နေတာလေဟေးအေးပေါ့ကွာ၆ထက်ဆိုတာနည်းနဲ့မြင်မှမဟုတ်တာ ကိုမြမောင်ကဝင်ပြောတယ် အေးအဲ့ဒီမှာရင်ဇလန်းကစရတာပဲဟိဟောဟုတ်လားဗျအဲ့ဒီလိုဖြစ်ပြီးနှစ်ရက်လောက်ကြာတော့အဲ့ဒီအင်ရှင်ကသူစိုက်ထားတဲ့ဗလောက်ပင်ကိုခုတ်ပြီးတော့အုတ်ခုံတွေမှာတူးပြစ်လိုက်တာငါကသိမ့်ပြီးပြန်တော့တော့အဲ့ဒီဗလောက်ပင်နေရာမှာမြေတောင်ညှိထားပြီကွာနောက်တစ်နေ့မနဲ့အစောအိမ်မှာဒိုလန်းနေရာမုံဟင်းကားတို့အတုတ်တို့ရောင်းနေသူတွေလေလဲကလေးတွန့်ပြီးတော့စိုက်ထွက်ဖို့လာတာပေါ့ကွာအဲ့ဒီဗလောက်ပင်နေရာလေရောက်ရောအောက်မလီတရင်တရင်ဆိုပြီးတော့ ထအော်ရောဟဲ့သူတို့ရဲ့လဲကိုအဲ့ဒီနားမှာထပြီးတော့ပြေးလိုက်ကြတာဆိုတော့တန်းနေတာပဲနောက်တော့လဲနေရလူတွေထပ်လာပြီးတော့ကောင်မလေးတွေကိုစိုင်းထိလိုက်ပို့ကြရတာဟုတ်ကွအေးနောက်တညရောက်တော့ငါမှမနဲ့အစော်ကြီးလေးစိတ်ပို့ဟမယ်အော်ရာရှိတာနေကားကိုယူထားပြီးတော့မနဲ့လေးနာရီပြန်ထောင်ရင်မောင်းလာတာပေါ့ကွာအဲ့ဒီဘရောက်ပဲနဲ့မလန့်မကန်းကိုရောက်တော့ငါကားမရအောင်မတွေ့တာပဲဟိဟောက်ဟုတ်လားဗျကိုမိုးချင်းဘလို့ပုံစံကြီးတော့မြတ် အေးအဲ့ဒီလို၆ထပ်ကပြုတ်ကြတော့ကအဝယ်စားတိုင်းပဲကွဆက်စင်းရောင်အင်ကြီးနဲ့ပစိုးနှစ်ကွက်ကလေးဝက်လို့ကရင်းညီထားတဲ့ဗရဝင်အောင်မငုတ်တုတ်ကြီးထိုင်နေတာဟိတကူလုံးမှလည်းတွေးနေနေကွာအေးထူးဆန်းတာမျက်နှာလုံးဝမပါဘူးဟိဗျာအားလုံးရဲ့ပါဇက်ကထွက်လာတဲ့အတန်တွေဗျဖက်ဘလို့ဗျကို့မိုးရဲ့မျက်နှာမပါဘူးဟုတ်လားအေးဟုတ်တယ်ကွာစိတ်မောင်းရဲ့ဒီကောက်မှာမျက်နှာမပါဘူးမျက်နှာနေရာမှာဖြောင်ကြီးကွာ မျက်လုံးတို့ဗစက်နှာခေါင်ဘာမှမရှိဘူးအသားမြောင်ကြီးဖြစ်နေတာဟာဟာဟာကုမမကြောက်ဘူးလားဗျမကြောက်ဘဲနေမလားကုဝင်ရကြောက်တာပေါ့จิตတွေဆိုတာထလိုက်တာမှတပြဲပြဲဖြစ်နေတော့တာသဘင်တွေဆိုတာအပေါ်ထောင်နေတယ်လို့ကိုထင်တာဟောကွအဲ့တော့ကုမဘာလို့တုံးငါလဲစက်မကြည့်ရတာနဲ့ကားမျိုးပိတ်ပြလိုက်တယ်ကွာလူတွေအိမ်မောကြနေတဲ့အချိန်ဆိုတော့တလန်လုံးတိတ်ဆိတ်နေတာကွာအိမ်မီးတွေဖိတ်ထားကြတော့လမ်းတက်တိုင်ကမီးအောင်ပဲရှိရလေကွာ အဲ့ဒီနေရာအမောင်ကြီးကြနေတာဆိုတော့ဘာမှမမြင်ရဘူးပေါ့ခဏကြတော့ငါစိတ်ကဒီကောင်ကိုကြည့်ရင်မြန်လာရောဟဲ့ဒါနဲ့ကားမီးကိုပြန်ဖွင့်လိုက်တယ်မရှိတော့ဘူးကွာပြောက်သွားပြီဒါနဲ့ငါလည်းကားကိုမှန်မှန်မင်းမောင်းပြီးတော့ထွက်လာခဲ့တာပေါ့ကွာဟာကို့ဘွားလေတော်တော်ကိုကြောက်စရာကောင်းတာဗျာဟိုဒီနောက်ပိုင်းရောအဲ့ဒါကြီးကိုတွေ့ကြနေလားအဲ့ဒီကလေးကပဲလမ်းထဲမှာဖုန်ကြီးတွေပြင့်ပြီးတော့ပရိတ်တွေပါရွက်ကြတာကွာဒီနောက်တော့ဘာမှမမြင်ရတော့ဘူး ငါတို့တွေ့ကြရဲဆိုတဲ့ချိန်ကလေးရက်တောင်မလဲရသေးဘူးလေကွာ။အော်ဟုတ်တာပဲ။ဒါကြောင့်ဖြစ်မှာပါ။ကိုမိုပြောတဲ့တစ်စိအကြောင်းအလုံးငိမ့်ပြီးတော့တွေးနေကြရဲဗျ။ကဲကိုစိမောင်ကြီးခမရလည်းပြောပြပါဦးဗျ။ခမရရဲ့ကိုရီကိစ္စလေးပေါ့ဗျာ။ကိုစိမောင်ကညီလေးစာ secret လေးကိုတစ်ဖာနှစ်ဖာဖားလိုက်တယ်ဗျ။တော်တော်တော့ကြာသွားပြီကွာ။လိုင်းတာယာဘက်ကိုထိုးထားရင်ဘေးအနောင်တရားကြီးပေါ်မှာပေါ့ကွာ။ဘေးတရားတော့ပထမတရားလားနောက်တရားလား။ဟာကိုမိုရ။ အဲ့ဒီတော့ငါဒုတိယသဒ္ဒါမရှိသေးဘူးလေဗျာပထမသဒ္ဒါကိုပြောတာဘေးရင်တော်သဒ္ဒါလေဗျာအောင်စီရသဒ္ဒါမဟုတ်ဘူးအော်ဟုတ်ပြီဟုတ်ပြီည7နာရီလားဟုတ်ဗျာကျုပ်ကနှိုင်းတရအောင်ပါစင်ညာတော့ပို့ပြီးတော့ပြန်လာတာစစ်မှုဇုံကိုလိုက်ပို့ရတာဗျာဒီလိုတွေကညပဲဘီယာဆိုင် ပိတ်မှာထပြန်ကြတာထင်းရဲ့ဗျာကျုပ်လည်းသူတို့ကိုတိတ်တိတ်ချာချာပို့ခဲ့ပြီးမှပြန်လာတာသဒ္ဒါပေါ်တက်ရုံမရှိသေးဘူးမိရအောင်မှာတိတ်တိတ်ချာချာကိုမြင်လိုက်တာဗျာ ဟင်ဟုတ်လားဘာဝမြင်လိုက်တာရောမြကိုစိတ်မောင်းရဲ့မက်ဖဲဝါကြီးပြမက်ဖဲဝါကြီးဘာမက်ဖဲဝါဟုတ်လားကိုစိတ်မောင်းပြောစမ်းမှာပြကိုစိတ်မောင်းရဲ့ခင်ဗျဘလို့မြင်ရတာရောအဲ့ဒီဘရင်တော်တရာကြီးရဲ့တန်ပေါင်းကြီးတွေပေါ်မှာခေါင်းကြီးတစ်လုံးထိုင်ပြီးတရာကြီးကိုခွာကျော်သွားတာကွာဟမ်အလုံးအံ့ဩသွားကြတာဗျကျုပ်လည်းအံ့ဩတာပေါ့ဗျာဒါဆိုအကြီးကြီးပေါ့ဗျာအာမင်းစဉ်းစားတာကြည့်ပြီးတော့မောင်းဝင်းရာ အဲ့ဒီတရားကြီးကိုကြောက်ခွသွားပါလေဆိုမှငါကားထဲကနေမှောင်ကြည့်တာမျက်နှာကိုမမြင်လိုက်ဘူးထမိန်ကြီးရင်ရှားထားတာဟောက်ကွာအဲ့ဒါတော့ငါတွေ့လိုက်ရတယ်ငါမှစစ်သေးပြီအလုံးကြီးလိုက်ကိုထထားတာဟိခေါင်းကြီးထန်းတာလေဟုတ်လားကိုစိမဘာသဘောတော်မြတ်အဲ့ဒါနမိတ်မကောင်းတာဗျကိုမွေကျုပ်ရဲဟန်ကြောက်ရီရွာတရွာနောင်မဖဲဝါခေါင်းထမိရောက်လာတာတွေဘာတွေမြင်နေဆိုရင်အဲ့ဒီရမှာလူတွေစက်တိုက်တေးတာလေဗျဩအဲ့လိုလား เออไอ้อะไรจုတ်เลยก้าวซีอาร์นี่ไก่มีต้องหนองผิดนี่ล่ะเปียจองพี่รอบาลงอ่ะมันก็ไม่ตีอ่ะแม้แพ้หวายย่าတော့ตราอยู่ขว่จ่ออยู่เปี่ยวตัวราอ่ะเปียนอกတော့จုတ်นอกมาก้าวเรตั้นสีบีตีตีซะเรอะตันนี่ถั่วลามาตรีเปลี่ยนเวมิรอก้าวมองถั่วแค่ย่าราอ่ะเปียจုတ်เม็ดสีเรมาတော့ดีจองตรีมีไรချက်ချင်းကိုပြန်ပြင်တာဗျာအဲ့ဒီမြင်ခွင်းကြီးကိုတော့တတဲမှမမေ့ဘူးညို့နေပါအောင်ဗျာကိုစိန်မှာ ကားနောက်မှာရပ်နေတဲ့ခါးဆရာတွေရောညင်းကြလားဟာအဲ့ဒါတော့မသိဘူးဗျကျုပ်တော့ငုတ်တုတ်ကြီးမေ့နေသလားအဲ့ပြောနေလားနဲ့ဝိုင်းပြီးအော်ခံရတာဗျနောက်တော့ဘာဖြစ်သေးတော့မြဖြစ်တာပေါ့ဗျာနောက်တနေ့အဲ့ဒီတရားပေါ်မှာဒိုင်နာကအပြာတစ်စဲမှောက်လို့လူ20နှစ်ယောက်ပွဲချင်းပြီးတေးတယ်လေဗျာဟာ ဟုတ်တယ်ဟုတ်တယ်ကျုပ်တို့လည်းကြားလိုက်တယ်။အော်အဲ့ဒါမဖြစ်ခင်မဖဲဝါကြီးခေါင်းထမ်းပြီးကြော်သွားတာဟုတ်အလုံးငိန်ကြသွားတယ် ညလဲညလာအေးထက်ကလည်းပို့လောင်းမိဖို့တဲ့ထင်းတုံးနေထဲ့ပြီးစကားဝါရကောင်းနေတာပေါ့ဗျာကဲကိုမြမောင်ပြောဦးမြာခမရအတွေ့ကြုံလေးပေါ့ကိုမြမောင်ကလည်းသူ့ရဲ့ထားတဲ့ jacket အင်းကြီးကိုရှင်းမစိတ်ပြီးဆွဲလိုက်သေးပြီးတော့မှ2008ခုနှစ်ကနာခဲ့မုံတိုင်းရောမင်းတို့မှတ်မိမှာပေါ့ဟာဒါမေးစရာမှမဟုတ်တာဗျာမှတ်မိတာပေါ့မြေဝကျောမောင်မနေတဲ့ကျုပ်တို့ဆွေမျိုးတွေတော်တော်ပါသွားတယ်ဗျဘယ်မိမလဲကိုဝင်းကပြောတာဗျာ အေးအဲ့ဒီနားကကြီးဖြစ်ပြီးတပတ်လောက်ကြာတဲ့ချိန်ပေါ့ကွာလမ်းနေပြန်ပွင့်ငါစပေါ့တစ်ပင်လဲတာတွေတတ်တိုင်လဲတာတွေရှင်းလင်းပြီးရုံလေးပေါ့ကွာငါလည်းကမောင်းရတာပေါ့မနေ့လေးနာရီလောက်ရှိပြီကွာငါကန်နာလန်အတိုင်းမောင်းလာတာမြေဝကျောင်းမတင်းမောစိတ်ကံတွေရောက်တော့15လမ်း16လမ်းလောက်မှာပေါ့ညောင်မင်းဈေးနာပေါ့ကွာလူတယောက်ကအိမ်မဲတလုံးပခုံးမှလွဲထားရေကွာငါကဟုတ်တားတယ်ဘဲသွားမှလဲဆိုတော့အင်းစိန်နဲ့ ငါလဲဈေးစကားပြောပြီးတင်လိုက်တာပေါ့ကွာဒီလူကနောက်ခန့်အတက်တယ်ထုံးစံတိုင်းပေါ့ကွာဒီလူနဲ့ငါနဲ့စကားလေးပါလေးပြောကြတာပေါ့အဲ့ဒီချိန်ကတော့မှုန်တိုင်းကြောင်းမဲ့ပေါ့ကွာအဲ့ဒီလူကလေသူတို့မြေဝကျွမ်းမော်ရွာတွေမှာရွာလုံးကျွလူတွေတဲတဲ့အကြောင်းလေခွနေတယ်မှာအလောင်းတွေအများကြီးရှိတဲ့အကြောင်းတွေပြောတာပေါ့ငါလဲဟိုမေးဒီမေးပေါ့လေဒါနဲ့ငါကနောက်ကြည့်မှန်းနေရလေဒီလူကိုကြည့်မိတယ်ကွာဟာလည်းနေအောင်ငါပါစားကရောင်ပြီးအော်မိတယ်ဟိ ဒီမှရင်ဒီလိုလဲလန့်ပြီးတော့ဘာလို့မြဘာဖြစ်လို့တော့ဆိုရင်ငောင်းမေးတာငါလဲချက်ချင်းတရိပ်ထားပြီးပြောရတာပေါ့ကခွေးပါဗျာကာရှီယာကပ်ပြီးတော့ဖြတ်မောင်းတာတတ်ပြီးတော့မလို့ကန်ကောင်းလို့ဗျာလို့ပြောတော့ဒီလိုကမှုန်တိုင်းချောင်းဆက်ပြီးပြောတာဗျာနို့ခမရနောက်ကြည့်မှန်းနေမှာဘာတွေ့လို့တော့မြမိမကြီးဟေးမိမကြီးစရုံးကြီးတယ်ကွာမျက်လုံးပြူးပြူးကြီးနဲ့ငါ့ကိုကြည့်နေတာဗျာမိမကြီးဟုတ်လားခမရတင်လာတာယောက်ျားကြီးမဟုတ်ဘူးလား အေးအဲ့ဒါကြောင့်ပြောတာပေါ့ကွာငါဒီလူကိုမသိမသားလှည့်ကြည့်လေယောက်ျားပေါ့ငါလည်းစကားပြောနေတာပဲဟာဒါပေမဲ့ဒီလူကိုမှန်နေအောင်ကြည့်လိုက်မိမကြီးဖြစ်နေရောဟေးဟောခမရဟာစမ်းလိုက်လားဗျကိုမြမောင်ရဲ့အေးငါလည်းကြောက်လာတာပေါ့ကွာဒါမျိုးတစ်ခါမှကြုံမှုတာမှမဟုတ်တာจิตတွေထပြီးတော့ကြောရဲရနဲ့စိတ်ငနဲ့စိတ်ငနဲ့ဖြစ်သွားတာမြင်းဒီကုန်းမိပိုင်နာကားရတော်လေငါနောက်ကိုတေးသေးချာချာလှည့်ကြည့်တယ် ဒီလိုကငါတင်ခဲ့တဲ့လူတွေဒါပေမဲ့မှန်နေရတယ်ပြန်ကျင်းမိမကြီးမှမိမကြီးပဲကွမျိုးလုံးပြပြနေဟိုကြည့်တည်ကြည့်နေတာငါလည်းဘာလို့ရမလဲတွေးရတာပေါ့ကွာပတ်စံမယူတော့ဘူးပြောယူတော့ညီနေကုန်းမှာပဲစင်းခိုင်းလိုက်ရမလားဘာလို့ရင်ကောင်းမလဲတွေးတာပေါ့လဲရမီပိုက်မှာကားမီနေနေတော့မှငါတခုဆုံးဖြတ်လိုက်တယ်မီနီလတ်တော့ကားကိုစစ်မောင်းလိုက်ပြီးကမာရွေရဲစခန်းရှိမှကားကိုထိုးရလိုက်တယ်ကွာပြီးကနေတွေးတဲ့ရဲနှစ်ယောက်ကို အကျိုးအကြောင်းခက်မြန်မြန်ပြောပြလိုက်တော့ရဲနှစ်ယောက်ကထွက်လာတယ်။တစ်ယောက်ကဒုရဲအုပ်တစ်ယောက်ကတက်ကြက်ကွာကားစီကိုရောက်တော့ဒီလူကိုကားပြန်ထွက်ခိုင်းပြီးစခန်းထဲကိုခေါ်သွားတယ်။ငါလည်းလိုက်ခဲ့တာပေါ့ကွယ်။တူတူပြောရရင်စခန်းမူကဒီလူရဲ့အိတ်ကိုရှာရောဟဲ့။ဘာတွေတွေ့ရထင်တော့။ဟာဘာတွေ့လို့လဲမြကိုများမောင်ရဲ့။ရွှေလေးလေးကွာရွှေလေးပေါ့။လက်ဆွတ်တွေဆွဲကြိုးတွေလက်ကောက်တွေနှက်ခတ်တွေနဲတာမဟုတ်ဘူးဟဲ့။တချို့နှက်ခတ်တွေမှာ လူနွေရဲ့အဖျားလေးတော့ပါသေးတယ်လက်စွပ်ဆိုရင်လေတချို့လက်စွပ်မှာလူအသားတွေကပ်ပါနေတာကွာဟာစက္ကန့်မွာဒီကောင်ကိုဆက်တော့မှာပေါ်တာဟိဒီကောင်ကမှုန်တိုင်းပြီးမှလဲခွမ်းမှာတင်နေတဲ့အလောင်းတွေကနေရွှေတွေကိုဖြုတ်ပြီးရိုင်းကောင်ကိုတုတ်ချလာတာကွာဟာဒါဆိုရင်ကိုမြမောင်မြင်တဲ့မိမကြီးဆိုတာကဟာကောင်မဝင်ရဲ့အဲ့ဒါနာကက်မှုန်တိုင်းထဲမှာတည်သွားတဲ့မိမကြီးကသူ့ဘက်ထားတဲ့ပြည့်စည်တွေကိုဆွဲပြီးတော့တည်သွားတော့ တဆိမ်မာကြီးဖြစ်နေတာပေါ့ကွဒီလိုဟာသူ့အလောင်းကပြည့်စည်တွေဖြုတ်ယူတော့ဒီလိုသွားလီရအောင်တစ်ခေါက်ခေါက်လိုက်နေရတာပေါ့ကွာအော်ဒီလိုလားနောက်တော့ဘာဖြစ်သွားတော့အဲ့ဒါတော့မသိဘူးကွာငါကတော့ဒီလိုကိုရဲလဲအပ်လိုက်တာပဲအော်အေးအဲ့ဒီမှာပြောစရာရှိသေးတယ်ကွာစခန်းဘုရားငါနဲ့ထွက်လာပြီကားတကားကိုဖက်နေပြီးတော့ကားရဲကိုငုံချပြီးပြောနေသေးတယ်ဟိုတော်ကြီးလဲလားခမည်းပြည့်စည်ယူတဲ့လူကိုကျုပ်တို့အေးယူတော့မှာ ခမရရှိမှဖြစ်မယ်။လာခဲ့လာခဲ့လို့ပြောပြီးတော့ခေါ်သွားတာကွာ။ဟာဟိုတစိမ်မကြီးကလိုက်သွားရောလား။အဲ့ဒါတော့ငါလည်းမသိလိုက်ဘူးလေကွာ။စခဲမိုးကတော့ခတ်တီတီနဲ့ခေါ်ထုတ်သွားတာပဲ။ငါလည်းကားကတပြားမှမရပဲလှည့်ပြန်ခဲ့ရတာပေါ့ကွာ။သူတို့တွေကကိုမြမောင်ပြောပြတဲ့ဇလံကိုတော်တော်ကိုစိတ်ဝင်စားကြတာ။ဘသူပြောပြောစိတ်ဝင်စားနေနားထောင်နေလူတယောက်ကသူတို့ထဲမှာရှိသေးတာဗျ။ဒီလူကဆေးလိပ်တွေဘာတွေလဲတောက်တာမတွေ့ရဘူး။ကဲကိုဆိုရင် ခမရလဲလေဗျာနည်းနည်းပါပါပြောဦးမြထဏောင်းမင်းကိုမိပြီးနေရာကနေစီကိုနည်းနည်းတွန်းလိုက်တယ်ဘိုးတော်ကအသက်60ကျော်လောက်ရှိမယ်ထင်တယ်ဗျဥစွေဝင်းဆိုတဲ့ဘိုးတော်ကပြောပြတယ်အဲ့ဒီတော့ကငါတက္ကစီမောင်းခါစားဖို့ကွာတာမွေတင်းချမ်းကြီးကလည်းဖြစ်ပြီးခါစားမယ်ရှိတယ်ညာ7နာရီလောက်ရှိပြီကွာငါခရီးတယ်လိုက်ပို့ပြီးဈေးဟောင်းလမ်းကနေပြန်လာတာငါရှိမှစိုက်ကားတစ်စီးကွာပါစင်ညာတင်ပြီးတော့နင်းသွားတာတဖြည်းဖြည်းနဲ့ အဲ့ဒီစိုက်ကောင်းငါကောင်းကြော်တက်ပြီးတော့ငါအမတ်တမဲ့နဲ့စိုက်ကောင်းပေါ်ပါစင်ချောင်းကြည့်မိတာဟိအောင်မလေးဆိုရင်ငါထအောင်မေးရတာပဲကွာဟောကိုဆွေဝင်ဘာမြင်လိုက်လို့တော့မြတ်ဘာမြင်ရမှာတော့ကမောင်ရဲ့အဲ့ဒီလိုတင်းနေလာတဲ့ပါစင်ချောင်းမိမကွာဒါပေမဲ့ငါကြည့်လိုက်တဲ့အချိန်မှာခေါင်းမပါဘူးကွာလေပင်ကုန်းတူနေဗျာအားလုံးကလည်းလှမ်းပြီးတော့អော်ကြတယ်ငါလည်းကားကိုရှိန်နေနေရှုံပြီးတော့ဆိုင်ကားဆရာကိုလှမ်းပြီးတော့អော်လိုက်ရောဟေ့ ေးစိုက်ကားဆရာခမညာပါစင်ညာခေါင်းမပါဘူးလို့អော်လိုက်တော့စိုက်ကားဆရာလည်းသူ့ရဲ့ခရီးတဲ့ကိုလှည့်ကြည့်ရောဟိဟာဒီလိုမြင်ရလားမြင်တော့ပေါ့မောင်းဝင်းရတစေမတမင်ကို၆တာပဲဟာစိုက်ကားသမားဆိုတော့ဘာပြောလို့ကောင်းမရောဘူးမြအောင်မလေးပြလို့အတန်ကုန်អော်ပြီးစိုက်ကားပေါ်နေခုံချပြီးတော့ပြေးရောဟိငါလည်းနောက်ပြန်လည်းမကြည့်ဘူးစိုက်ကားပေါ်မှာဘာမှမတွေ့တော့ဘူးကွာဟာအဲ့ဒီခေါင်းပြက်တစေမချက်ချင်းဘဲရောက်သွားတော့မြ ဟာကိုမိုးရာတစီပါဆိုနေမှခြောက်ပြီးတော့ပြောင်းသွားတာပေါ့ကွာစိုက်ကားသမားတော့ဘလို့ဆက်လို့လည်းမသိဘူးငါလဲကားကိုခတ်တက်တုံမောင်းပြီးတော့တာလီဖလီဘက်ကိုထွက်လာရောဟေးအဲ့ဒါငါမျက်စိနဲ့တက်အမြင်နဲ့ခေါင်းမပါတဲ့တစီမှပဲကွာအာလုံးငိမ့်ပြီးတော့နားထောင်နေကြရင်ဝုံအမလေးပြငိမ့်ပြီးတော့တွေးနေကြတော့မှပဲကျောက်တုံနောက်ကနေဝုံဆိုတဲ့အတန်ကြီးကြားလိုက်ရရောအာလုံးထောက်အောင်ကြတာဗျာနောက်လေကြည့်လိုက်တော့မှ ကျုပ်တို့နောက်ကနေတထက်ကျောင်းကလေးရဲ့ခေါင်းပေါ်တက်ပြပေါ့ဆရာတော်ရဲ့ကြောင်ကြီးခုံချလိုက်တာဗျကျောင်းရဲ့အော်တန်ကိုကြတော့မှအာလုံးသဘောပေါက်ပြီးရဲလိုက်ကြတာဗျရဲတဲ့အတန်တွေကတော့ပုတ်ပါရံကျောင်းဝင်းထဲမှာလွှမ်းသွားရောဗျို့ဟုတ်ကဲ့ပြိတ္တများရှင်ကံလန်းပေါ်ကတစီဆိုရဲဇလန်လေးကတော့ဒီညမှာပဲဆုံးသက်သွားပါတယ်ဇလန်လေးကိုဆုံးထိအားပေးနာဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် တာယာပျော်ရွှင်ဖွယ်နေသည့်တွေကိုပိုင်ဆိုင်ကြပါစေလို့စွမ်မွန်ကတောင်းပေးလိုက်ပါရင်တော့